အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမာကွန်မစ် channel ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့စီစဉ်တက်ဆက်သူကေပါ။ယနေ့ဖတ်ပြသွားခြင်းတဲ့စာအုပ်ကတော့ပကံမင်းစမြစာအုပ်ထဲမှာကျန်စစ်သားမင်းအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ပရိမာရက်တွင် ပရိမာတကြီးမှာဆောက်ရှောက်ထားသည့်ဝေသားလီမင်းသမီးလေးပြင်ဆာကလျာဏီသည်ပကံပြည့်ချင်အနွယ်ထားမင်းနှင့်ချီရီတူမျှခဲ့ကြရမှပနိဒရီရရှိခဲ့ပြီလျင်သားတော်လီတစ်ပါးကိုဖွားမြင်ခဲ့လေသည်။ထိုသားတော်လီအမိကို ခြံစစ်သားကိုမှတ်တွင်စေခဲ့ပြီးသားတော်ကလေးခြံစစ်သားမှာမိဘနှစ်ဦးစလုံးဘက်မှရာဇာသွင်းပါခဲ့သူဖြစ်သောကြောင့်ဥပရိယုတ်တပ်ပြန်ချောမောကကိုနေဟန်ထလွန်စွာပြပြခံရသူဖြစ်ချည်ခြံစစ်သားသည်ငယ်စဉ်ကတည်းကပင်ပညာရှာမိတဲ့သူဖြစ်ပြီးအွေရောက်စာပြုလာခြင်းမှစကားဓာခုတ်လန်ထူမြင်းစီအတက်တို့ကိုတင်ယူလိလာခဲ့လေသည် သူရတတ္တိနေလဲပြည့်စုံသူဖြစ်သည်ဖြင့်ရွေရောက်ချရွေရောက်လာခြင်းတွင် ပရိမာရက်၌ယောက်ျားကောင်းတို့၏ကိုဝင်ကနှင့်ပြည့်စုံသူလူလင်မျိုးဖြစ်ထင်ရှားလာတော့၏။သို့သောကျန်စစ်သားသည်သူ့ဘဝကိုသူဘဝင်မကြလာပေ။အဘဲကြောင့်ဆိုသောသူ့မှာအဖေခေါ်စရာမရှိ၏ဖြစ်သည်။ငါအဖေကဘသူလဲ။ဘသူလဲ။ငါဟာအဖေမရှိဘဲမွေးဖွားလာသူလား။အဖမဲ့သားလား။ဒါမှမဟုတ်ကျန်စစ်သားဆက်၍မတွေ့ဝင်တော့ပါ။ငယ်စဉ်ကတည်းကသူများကလေးတွေမိစုံဖားစုံနဲ့ပျော်ရွှင်ကြည်နွနေကြသည်ကိုမကြာခဏမြင်ဖို့သည်ဖေးကြီးပြူတူ ကတ္တမွေသားစားခြင်းနဲ့မလုပ်ပါနဲ့ကွာတိုက်မွေဆိုပြီးမွေကိုပြအလူခံနေတာတော်တော်နေရကြတယ်တာရဲ့ဖေကြီးကောက်ရပြီးမွေထားတဲ့မွေကိုတော့မထိနဲ့နော်ကြက်သားစားခြင်းဖေကြီးဝယ်ကျွေးပါမယ်မွေကိုတော့မထိနဲ့နော်တာသူများအဖေတွေတသမီးကိုချစ်လိုက်ကြလားငါ့ကိုကြာချစ်မဲ့အဖေမရှိဘူးအလိုလိုက်မဲ့အဖေမရှိဘူးငါကချစ်ရအားကိုးရမဲ့အဖေလည်းမရှိဘူးဖအေးငါ့သူဖြစ်သဖြင့်သူ့ဖခင်နဲ့ပတ်သက်ပြီး မိခင်ကိုငယ်စဉ်ကတည်းကမကြခဏမင်းမိသည် မမေတားရဲ့အဖေကဘယ်သူလဲဘမလဲဟင်တားရင်မသိချင်ပါနဲ့တချင်ကြရင်မမေပြောပြပါမယ်ခွင်အခုအချိန်မှာတားတီထားရမှာကတားမှာဖအေးလိုအကူရမယ်မမေရှိတယ်တားကိုယ်တိုင်ကဖအေးမရှိလဲဘဝကိုရုန်းကန်ရင်ဆိုင်ရတဲ့တတ္တိရှိရမယ်အခက်ခဲဟုသမျှကိုကိုကကိုကိုပြီးကြော်လွှတ်ဖြတ်တန်းနိုင်ရမယ်အဲ့လိုတတ္တိမျိုးမွေးရမယ်ဖခင်နဲ့ပတ်သက်ပြီးမိတိုင်းသူ့မိခင်က စင်ဝေးရန်ရှောင်းစသလိုလွှင်းလွှဲကပြောတတ်သည်ကြာတော့လဲသူမမေးဖြစ်တော့ယခုလိုရွေးရောက်ကအာခေါင်းမောင်းတန်ဖြစ်လာတော့မှဖခင်အရင်မိသူဆိုသည်ကိုတိလိုစေပြင်းပြလာတဲ့ဖြင့်မေယာမကမေမီပြီးမမဲတားရင်ဖခင်အရင်ကဘသူလဲဆိုတာပြပြပါလားတားရင်ဘဝမှာဖခင်ဆိုတဲ့ကွက်လက်တခုလွတ်နေလိုပါပြပြပါနော်မမဲတားဖြစ်သူကတနာစပွဲမကြာခဏတောင်းဆိုလာတဲ့ဖြင့်နောက်ဆုံးတနေ့ဝင် ြင်ဆက်ကလျန်းကြီးကအမှန်အတိုင်းပြောပြလိုက်ရတော့သည်။သားလီ တကယ်တော့မင်းဟာယာစာသွေးအပြည့်ပါသူကွ။မင်းရဲ့ခမဲတော်ဟာတခြားလူမဟုတ်ဘူးပကံပြရှင်မင်းကြီးအနွယ်ထားပဲကွမိခင်ပြင်ဆက်ကလေးရန်ကြီးကဖြစ်ချောင်းကုံစင်ဖွင့်ပြောလိုက်တော့သည်မိခင်ကြီးစကားကိုကြားတော့ခြံစစ်သားမှာအိမ်မက်မတိနဲ့ခန်းစားရတော့သည်မမေပြောတာတကယ်လားဟင်တကယ်ပေါ်သားတော်ရင်တကယ်တော့မမေရဲ့သားတော်လေးဟာ မင်းမျိုးမင်းနွယ်ကနေပေါက်ဖွားလာတဲ့မင်းသားလေးပါပဲကွယ်အနွယ်ထံပြင်မင်းမြတ်ရဲ့သားတော်အစ်စ်ပါပဲဘရင်သားတော်ဖြစ်တဲ့အတွက်သားတော်ရဲ့စိတ်ထားဟာသူများတင်မြင့်မြတ်ရမယ်အကျင့်စရဲ့အပြုမျိုးကောင်းမြင်ရမယ်အနေထိုင်တည်ကြည်ရမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါမမင်းမိမိဒီဘရင်သားတော်ကိုတိလိုက်ရပြီဒီမှာဆိုရင်ကျန်စစ်သားကြီးစိတ်တတ်ဒီပုံမမြင်မလာတော့ဤကြိုးစားလုံးလောင်လဲပုံမရှိလာရမကြမီပရိမာအရက်မှာ ထီးလံရွာကိုဘိုးပြူရဲရဲရွာကောင်းစွာလူငယ်တူဖြစ်လာတော်သည်တုတ်ဖြင့်မကြမီထီးလံရှင်ဟူ၍ထင်ရှားကြော်ကြလာတော်သည်ထီးလံရှင်ကိုသတင်းသည်ရွာနီးချုပ်ဆက်မှစသည်မင်းနေပြီတော်အထိကြော်ကြလာသည်တွင်ပရိမရက်ကထီးလံရှင်ဟာရဲစွမ်းတတိတန်ရှိဆိုပဲဟုတ်တယ်သူ့ရဲ့သူ့ရွာမှာတခုတည်းများတော့ထီးလံရှင်ကိုကြောက်ရလို့ခေါင်းတော်မဖော်ရဲဘူးဆိုပဲထီးလံရှင်ကိုသတင်းမှာ အနောယထဘီနေတော်တို့ပင်ပောက်ကြားလာတော့၏ထီးလန့်ရှင်ဆိုပါလားမူကြီးမကြီးတို့ပရိမာရက်ကထီးလန့်ရှင်ရဲ့ကောင်းကတင်ပြီးမှုပြန့်ပါလားကွမှန်ပါသူရဲကောင်းလူငယ်တို့ပင်ကြော်ကြားလာသူပါရှင်မင်းကြီးအင်းအဲ့ဒီတငယ်ကိုငါကိုတော်မြက်ကိုလည်းစုံစမ်းစစ်ဆေးလေ့လာရတာပေါ့အနောယထမင်းကြီးဒီကသူရဲကောင်းမြက်ကိုချီးမြှောက်တတ်သူဖြစ်သည့်အတိုင်းထီးလန့်ရှင်သည် အမှန်စစ်စစ်သူရောင်းလုံငယ်တူဖြစ်ပါကချီးမြောင်နိုင်စရန်ကိုယ်တိုင်လိလစုံစမ်းကြည့်ဖို့ဆုံးဖြတ်တော်မူလိုက်လေသည်။သို့ဖြင့်အနော်ရထာမင်းကြီးသည်စစ်အင်္ဂါ၄ပါးနှင့်အညီပရိမာယတ်သို့ကြွချီလာပြီးလျှင်ထီလန်ရှင်ကိုဆင့်ခေါ်လိုက်ကထီလန်ရှင်ကိုဆင့်ခေါ်ကြည့်ထီလန်ရှင်ရောက်ရှိလာသည်တွင်တူဦးချင်းတွေ့ဆုံမေးမြန်းတော်မူလေသည်။ထီလန်ရှင်ဆိုတာမောင်မင်းလားကွ။မှန်ပါရှင်မင်းကြီး။ထီလန်ရှင်ဆိုတာနိုင်မဲအရင်လား နာမည်အရင်းကကျန်စစ်သားပါအရှင်မင်းကြီးကျန်စစ်သားလေလားတင်ကောင်းနေနာမည်ပါလားဘသူကအဲ့ဒီနာမည်ပေးတာလဲကွယ်ကျွန်တော်မျိုးရဲ့မမေပေးထားတဲ့နာမည်ပါအရှင်မင်းကြီးမင်းရဲ့မမေကဘသူလဲကွယ်မမေရဲ့နာမည်ကပြင်ဆက်ကလျာဏီပါအရှင်မင်းကြီးပြင်ဆက်ကလျာဏီဟူသောအမည်ကိုကြားလိုက်ရသည့်အတွင်အနွယ်ထာမင်းကြီးမှာလွန်စွာအံ့ဩသွားတော်သည်မင်းရဲ့မမေကပြင်ဆက်ကလျာဏီလေလားဒါဆိုမင်းရဲ့ဖခင်ရောဘသူလဲကွယ် ျွန်တော်မျိုးရဲ့ဖခင်ကတော့အရှင်မင်းကြီးပါပဲခင်ဗျာဘယ်ဘလို့ဟုတ်ပါတယ်ခမဲတော်သားတော်ကခမဲတော်ရဲ့သားတော်အရင်ပါအနွယ်ထာမင်းကြီးလည်းသေချာစုံစမ်းမေးမြန်းရာကြံစည်သားသည် သူဟိသားတော်ရာဇနွယ်ဝမှန်တည်သွားလေတော်ဤသားတော်မင်းရဲ့စွန့်ရင်တတိဟာဒီလိုကြီးပါစနေပုံမှာမထိုက်တန်ပေဘူးခမဲတော်နဲ့နေပြီးတော်စီလိုက်ခဲ့ပြီးတော့သားတော်ရဲ့စွန့်ရင်တတိဟာနိုင်ငံတော်ထူထောင်ရေးအတွက်ဖြစ်ရမယ် နိုင်ငံရန်ကိုကောက်ကွယ်ဖို့တဖြစ်ရမယ်။ကျန်စစ်သားဟာပကံပြည်သူတွေအတွက်ဖြစ်ရမယ်။တို့ဖြင့်အနွယ်ထာမင်းကြီးသည် ကျန်စစ်သားကိုပကံသို့ခေါ်လာပြီးလျင်ဘရင်တက်မတော်၌တက်မှုချုပ်အဖြစ်ခံထားလိုက်တော်၏။ကျန်စစ်သားသည်ကဘရင်ကြီးကို အားကိုးရသောစစ်သေးတာတွေတွားဖြစ်လာတော်၏။အနွယ်ထာမင်းကြီးနေကသူရဲကောင်းတို့ကိုရှာဖွေပြီးချီးမြှောက်တတ်သောမင်းကြီးဖြစ်သည့်အတိုင်းတနက်ခင်းအတွင်မှာပင်ထိုင်းပင်တရာကိုတပင်မှတပင်သို့ ကျက်တက်တကောင်နဲ့ခုံကူးပြီးထနှုတ်နှီးနိုင်စွမ်းရှိသည့်အပြင်ထန်းပြင်ပေါ်မှနေ၍ပုတ်တင်ညိုးတကောင်နဲ့စောက်ထိုးဆွံ့နှံရှိသည့်ငထွေယူကို၎င်းတနက်ခင်းအတွင်မှာပင်ထုံထုံး30ကိုတလဲစီစီလီရဲ့လယ်မြေတို့ကိုထုံရေးညက်အောင်ငင်းနိုင်စွမ်းရှိသည့်ငလုံးလက်ဖဲကို၎င်းညောင်ဦးတပကန်းမှနေ၍ AOD မြပြင်းကျဲကိုလက်ပြကူးခတ်ပြီးနောက်မြစ်တပကန်းသို့အရောက်မြစ်ကဘာကိုပြေးတက်ခါတဖန်မယမနာပဲ အယောင်ရီမြကြီးကိုကူးဖြတ်လာပြီးညောင်ဦးကမ်းဖက်သူပြန်အယောင်မက်ဆောက်မြင်မလာသည့်နတ်သမီးကပိုင်ရန်ပေါ်အပြေးတယောက်နိုင်သောညောင်ဦးဖီကို၎င်းသူရဲကောင်းမြအဖြစ်အတိအမှတ်ပြုကဘင်းရင်တက်မလို့တွင်စစ်သူကြီးမြအဖြစ်ခံထားချီမြောက်ခဲ့လေသည်သို့ဖြင့်ပကံတက်မလို့တွင်ကြံစစ်သားငထွေယူကလုံးနှစ်ဖက်နှင့်ညောင်ဦးဖီဟု၍သူရဲကောင်းစစ်သူကြီးလေးထင်ရှားပေါ်ထွန်းလာပါတော့၏ ကျန်စစ်သားဥဆောင်သည့်ယင်းပကံသူရောက်ကောင်း၄ဦး၏အာကိုယူပြီးဘရင်အနဝတ်ထားသည်အီးတို့အားနှိမ်နင်းနိုင်ခဲ့သည့်အပြင်အကွက်ကွက်အပြက်ပြက်ဖြစ်နေသောဗြိတိန်နယ်ပယ်တို့ကိုတိုက်ခိုက်စီယုံကပထမမြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်ခဲ့သည်လို့ကျန်စစ်သား၏ဂုံသတင်းမှလည်းကြော်ကြားသည့်ထက်ကြော်ကြားထင်ရှားလာပါတော့၏ကျန်စစ်သားတို့ပကံသူရောက်ကောင်း၄ဦး၏အာကိုယူပြီးတထုံတိုက်ပွဲဆင်နေကြ သူနာဘုံမင်းမနေ၍ပိနေကသုံးပုံကိုပင့်ဆောင်နိုင်ခဲ့လာပြီးနောက်အောက်တာဘကုပြင်ကအထောက်တော်တို့စီလူကစစ်ကူတောင်းလာလေသည်အောက်တာဘကုကိုတိုင်းတပားဂျုံစစ်သည်တို့ဝိုင်းရန်လှုပ်ကြံနေပါ၍စစ်ကူပွန့်လို့ပေးပါရန်အောက်တာဘကုပြင်မှမေတ္တာရက်ခံစစ်ကူတောင်းလိုက်ပါတဲ့အရှင်မင်းကြီးအေးတင်တို့ရဲ့အောက်တာဘင်းကို ပြောလိုက်ပကံကနေစစ်တီလေးတဲ့ စစ်ကိုပို့လို့လိုက်မယ်ဘာမှမပူနဲ့လို့ယေຊုကြီးလာပါတယ်အရှင်မင်းကြီးအောက်သားပကူပြင်းအထောက်တော်တို့လည်းဝမ်းသာအားတက်စွာ ပြန်သွားကြလေသည်ထိုတွင်သည်အောက်သားပကူတွင်သာမကမြူဝန်းကျင်အနှံ့မှာပါ ပြန့်လွင်သွားကြလေသည်ဟဲ့ပကင်းကနေစစ်တီလေးသိန်းတော့ငါတို့အောက်တာပကူစစ်ကူလာမာတဲ့တော့ဟဲဟုတ်လားစစ်တီလေးသိန်းတော့ဆိုတော့အများကြီးပေါ့ ကျုပ်တို့မျိုးကိုဝိုင်းရင်လှုပ်ကြံနေတယ်။ဂျွန်စစ်တီတွေတော့ဒီဘူသာပြင်မေတော့ဟုတ်ပါတော့ဟုတ်ပါဗကန်ကစစ်တီလေးတင်းကနယ်ချိတ်လာတဲ့ဂျွန်စစ်တီတွေကိုအမုံချီပြစ်မာတယ်။ဂျွန်တွေတော့တေဝူသာပြင်ထားဟင်းရင်းတရင်ကိုဂျွန်တို့လည်းကြားရလျာလွန်စွာထိတ်လန့်တုန်လှုပ်ကြကုန်တော့ဤ။ဟာဗကန်ကစစ်တီလေးတင်းတော့လာမာတယ်။ဒုက္ခပဲငါတို့မှာကစစ်တီတောင်းခွနဲ့လှုပ်ပဲပါတာကွ။ဟုတ်ပါငါတို့ရဲ့စစ်တီ၄၅တောင်းလုံးနဲ့ ပကံစစ်တီလေးသိန်းကိုဘလုံးရင်ဆိုင်နိုင်မလဲဒုက္ခပါပဲကွာပကံစစ်တီလေးသိန်းလာမာတဲ့လေးသိန်းနဲ့အုံမလေးတို့တော့အောက်တာဘကူမြို့တို့အနီးတို့မြင်းကိုဒီစီလေးရဲ့တကယ်ချီတက်ရောက်ရှိလာကြသည်ကကျန်စစ်သားငထွေယူငလုံးလက်ဖက်နဲ့ညောင်ဦးဖီးတို့ပကံသူရဲကောင်းလေးဦးသာဖြစ်ပါ၏အထောက်တော်အများကြီးတရင်ပူးချက်ကြောင့်ရင်တရင်ကိုကြားတိသွားကြသည်ဂျုံစစ်တီတို့မှာ ဟာတိုက်တောင်ရေကြတော့ဤဟာ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 ជីជីကြဲကြဲနဲ့ပကံစစ်တီလေးတွေစစ်ကူပို့လိုက်မယ်တဲ့တကယ်ရောက်လာတော့စစ်သူရေကောင်လေးဦးတည်းတဲ့တော်တော်ကြွားတယ်ပကံသားတွေသူတို့ရဲ့စစ်သူရေကောင် တူကပဲစစ်တီတသိရင်အားနဲ့ညီးတယ်လို့မဖြစ်နိုင်တာကို တင်စားလိုက်ကြတာအလကားငကြွားတယ်ဟာ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 ဟုတ်ပါငါတို့မှဖြစ်လက်နေလိုက်ကြတာသူတို့ပကံမှာစစ်တီလေးသိမ်းမပြောနဲ့ တသိန်းတော့ရှိမယ်ဟာလည်းမဟုတ်ဘူးဟာ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 ဂျုံစစ်တီတို့ဒီပကံမစစ်တီလေးသိန်းတကယ်မလာကြောင်းသိကြသည်တွေပော့ပော့ရော်ရော်ပြေကုန်ကြ၏လေးယောက်ထဲလုံးမြန်ပြင်းအောင်ပြင်းနေတယ်ကင်းစစ်မလာခင်နှက်နေလိုက်ဦးမပကံသားတွေအုံနေချင်းနဲ့မလာပါဘူးကွာအစ်ဆေးပါရင်းတို့ဂျုံစစ်တီတို့ပော့ပော့ရော်ရော်ရှိနေကြစေကျန်စစ်သားတို့သူရဲ့ပကံသူရဲ့ကောင်းလေးဦးဆောင်သည်အောက်တာဘကိုးနဲ့မနီမူရှိ ရိုးမတောင်ကြီးတောအုပ်ထွေတွင် ခွက်ထားသည့်ပကံစစ်တီတို့ဥဆောင်လေးရဲ့ပကံသားကနဲချဲ့တဲ့တေးသံခမာနိုင်ငံမှကျူးကျော်လာရောက်သည့်နဲချဲ့ချာသည့်ဂျုံစစ်တပ်ကြီးမှဖယူဖျဲပြူခွေသွားကြပြီးတက်ပြက်ခါထွက်ပြေးသွားကြတော့၏ဟေးဂျုံတွေပြစ်ပြီးပကံသားကဒါမှပကံသူရဲကောင်းနေကွနဲချဲ့ဂျုံစစ်တီတို့ရန်ကို ောင်မြင်စွာဖယ်ရှားပေးနိုင်ခဲ့သည့်အတွက်စစ်ကိုပို့လိုက်သောပကံဘီရင်အနွယ်ထာမင်းကြီးအားကျေးဇူးတင်လာသောကြောင့်ကျေးဇူးတုပ်ပြန်သည့်အနေဖြင့်အုတ်တာပကိုးဘီရင်ကတမီးတော်လေးမနိဆန်းတော်ကိုလက်ဆောင်ပန်းနာဖြင့်ပေးအပ်လိုက်လေသည်ပကံစစ်သူကြီးကျန်စစ်သားငါးကြီးတမီးတော်မနိဆန်းတော်ကိုပကံရွှေမျိုးတော်စီဆောင်ကျင်းသွားကြပြီးတင်တို့ရဲ့ပကင်အနွယ်ထာမင်းမြတ်ထံမိဖုရားအဖြစ်သိမ့်ပိုက်နိုင်စေရန်စက်တာပါလောတို့ဖြင့် ကျန်စစ်သားသည်မမိဆန္ဒမင်းသမီးလေးအားဟောရင်ဖြင့်စောင့်ခြင်းကပကံတက်တော်နှင့်အတူပကံတို့ပြန်လာလေ၏ပကံတို့ပြန်လာသည့်ခီးမှာတောတောင်ခီးကျန်းကိုရက်အတော်ကြာဖျက်သိမ်းရသည်ဖြင့်ခီးလန်အချောင်းဝဲကျန်စစ်သားသည် ခင်ဦးကမမိဆန္ဒမင်းသမီးလေးအားကိုညီဆောက်ရှောက်ရင်းလူငယ်များဖြစ်သည်ဖြင့်တူဦးကိုတူဦးတန်ရုံးစဉ်ညှိတွေ့မိကြတော်၏ယောက်ျားကောင်းယောက်ျားမြတ်ဖြစ်သည့်ကျန်စစ်သားသည် မိမိခမဲတော်ဘရင်ကြီးပေါ်တယ်တစ္ဆာစောင့်တိလို့တဖြင့်မနီဆန္ဒမင်းသမီးလေးနဲ့မညီဆွမ်းရအောင်တရေထားထိမ့်တိန်ခဲ့တည်တာဖြစ်ပါ၏တို့တော့သူနှစ်သူမတို့ရင်ထဲမှာချစ်ချင်းအဟုန်မှာယုံကြွလျက်ရှိရာတတိထားဆင်ကျင်သည့်ဂျာမှာဒူးနေဒူးဆက်ဆံပြောဆိုမှုလို့တန်ရောစဉ်အေးငွေတို့မဖုံးနိုင်မကွယ်နိုင်ခဲ့ကြ၏ထို့ကြောင့်လင်းပကံနေပြီးတော့ရောက်လေလေးကြောင်းရသည့်တည်င်းစကားများအရာ အနွယ်ထာမင်းကြီးသည်တားတော်ကျန်စေသားအပေါ်အထင်လွဲကဒေါသအမြင့်ချောင်းချောင်းထွက်လေတော့ဤတောက်မင်းဖန်တာကိုဟာမတ်လို့တစ္ဆာမဲ့ဖောက်ဖျားတဲ့အလုပ်ကိုကျန်စေသားကလုပ်တည်လားမှန်ပါမင်းကြီးကျွန်တော်မျိုးတို့ရဲ့လူယုံတော်တွေအတိအကျပြန်ပြောပြလို့သိရတာပါဗျာတွေ့ကြသေးတာပေါ့ကွာသူဖြင့်အနွယ်ထာမင်းကြီးသည်ညီလာခံခမ်းမဆောင်ရှိမူးမတ်ပေါ်ပါအလဲတွင်နှောင်တီးခံထားရသည့် ချန်စစ်သားအပြင်ပေးသည့်အနေဖြင့်လက်ဆွဲတော်အရင်မှလန်းဖြင့်အာကုံပြစ်ခတ်တော်၏တူတော်အရင်မှလန်းသည်ချန်စစ်သား၏ခန္ဓာကိုယ်ကိုမထိပဲတင်းနောင်ထားသည့်ကျိုးတုံးကိုထိကောင်းနှောင်ချိုးတီထားသောကျိုးသည်တမဟုတ်ချင်းပြေလေသည်ညီလာခံအတွင်းရှိဘူးမတ်ဘူပါတို့အာလုံးအဟန်းသိနေကြစေမှာချန်စစ်သားသည် အရင်မှလန်းကိုကောက်ယူပြီးနန်းတော်ထဲမှအပြေးထွက်လျက်လွတ်မြောက်သွားတော်၏ မင်းပြမင်းတန်တင်ခဲ့သည့်ခြေစသားသည်အေယောင်ဒီမြစ်တစ်ဖက်သို့ဂရုလေဖြင့်ကူးကကြောင်ပြူရက်၌ရှင်မထီတူမှတံပူလအကူကြီးဖြင့်ခိုးလုံးနေခဲ့လေသည်ယင်းသို့ကြောင်ပြူရက်တွင် ခိုးလုံးရင်းအပြုံစင်မာလေးတံပူလနှင့်တန်ရောစဉ်ညှိတွင်မိကြလေသည်ခြေစသားသည်တံပူလနှင့်အချင်းလင်မယားအဖြစ်ပေါင်းဖော်နေထိုင်စဉ်အတွင်းမှာပင်ပကံနေပြီးတော့မှတည်င်းထူးကို တထင်စကားဖြင့်ကြားသိရလေ၏အနောယထာမင်းကြီးနဲ့ရဆန်သွားပြီလေကျွဲရန်ခတ်လို့နဲ့ရဆန်သွားတာဆိုပဲအဲ့ဒီကျွဲဟာတကယ်ကျွဲမဟုတ်ဘူးထိန်ပင်ဆောင်နှက်ကကျွဲရဲ့အတွင်ဖန်စီပြီးဘယင်ကြီးကိုအညွှန်းနဲ့ကတ်တာတယ်ဆင်ဆောက်ဖို့မြည်တွေရှိရင်ထိန်ပင်ဆောင်နှက်ရဲ့နှကုတ်နေဖြစ်မိတာနဲ့ရန်ညွန့်ဖွဲ့တာများလားကန်နှင်းချင်းမခဲရတာဖြစ်မယ်ပကံဝင်းအနောဟထာမင်းမရှိသည့်နောက်တားတော်ဖြစ်သူဆော်လုံးမင်းနန်းတလီသည် ဆော်လိုမင်းသည်တိုင်းပြုတ်ပြီးပြုတ်လုပ်ငန်းများကိုစိတ်မဝင်စားအပျော်အပါလောင်းဝစားခြင်းဖြင့်သာမင်းစည်းစိမ်ခံပြီးပျော်မွေ့နေလိုသူဖြစ်၏တို့ကြောင့်လဲတိုင်းနိုင်ငံအုပ်ချုပ်ရေးကိစ္စတို့၌အကူအညီရစီရန်ကျန်စစ်သားရှိသည့်နေရာကိုအထောက်တော်များစီလွတ်ကစုံစမ်းစေပြီးကျန်စစ်သားကိုချင်းအားခံမိလေလျင်နေပြည်တော်သို့လိုက်လာပြီးတိုင်းပြည်တော်ကိုထမ်းဆောင်ရန်စင့်ခေါ်ခြင်းပြုလေ၏စစ်သူကြီးကျန်စစ်သား ယခုလိုက်ခဲ့စီမင်းဘီယမီဒီယာကြီးအမိန်တော်ကျန်စစ်သားသည်မင်းမင်းဖြင့်ခေါ်သည်ကိုမနှွန်ဆန်နိုင်လို့ရတချောင်းခမဲတော်အနော်ရတာမရှိသည့်နောက်ပိုင်းတိုင်းပြည်ဖျူဖျက်ဖြစ်မိကိုစိုးရင်ယူတချောင်းရင်းတုပ်အကြောင်းမျိုးမျိုးထောက်ကကိုလေးလက်ဝန်ရှိနေသည့်ချစ်စနီးလေးတန်ဖိုးလာ ခွဲခွာထားရခံပကန်းနေပြီးတော့သူလိုက်ပါသွားရင်ဆုံးဖြတ်ခဲ့လေသည်တို့ကြောင့်ကျန်စစ်သားသည်သူ၏ဗရန်များလက်စုပ်ကို ချုပ်ကာ တံပူလာကိုပေးပြီးရင်နာစွာဖြင့်မှားချစကွာပြောရတော်သည်မမငယ်မင်းသမီးလေးတမင်းလေးမွေးဖွားခရင်ဒီဗရမလက်စွပ်ကို ရောက်ချထူခွဲပြီးအတမွေးဝမ်းကြောင်ပြုပါတားလေးမွေးရင်တော့နေပြည်တော်စီလိုက်လာခဲ့ပါ ထို့သို့ပြင်ကျန်စစ်သားသည် ပကံနေပြည်တော်သူလိုက်ပါသွားပြီး ပကံတက်မလို့ကြီးကြက်ကိုကလေးရဲ့တိုင်းပြည်တော်ဝင်ကိုကြည်ပွန်စွာထွန်းရွက်တော်သည် အနွယ်ထာမင်းကြီးနဲ့ရောဆံပြီးသည့်နောက်ပိုင်းနန်းတက်လာသည့်ဆော်လိုမင်းကမိဖုရားကောင်အဖြစ်ဆက်လက်တင်မြှောက်ထားသောမနိဆန္ဒခေါ်ခင်ဦးနှင့်ရွှေနန်းတော်တွင် ပြန်လည်တွေ့ဆုံကြလေရာ ရင်းအဖြစ်ကိုအခြေခံရိုးမယ်ဖွဲ့လျက်ဘကောစားငရေမကန်းကဆော်လိုမင်းဟာဂုံးတိုက်စကားဆိုလေ၏အရှင်သားရဲ့ညီတော်ချစ်သားဟာတစ္ဆာအင်မတန်မဲ့သူပဲမင်းကြီးအနော်ဝဲထားရှိတော့ကလည်း မနစ်ဆန္ဒကိုကျူးလွန်စော်ကားခဲ့တယ်။ယခုလဲမိဖုရားကောင်ကြီးဖြစ်နေတဲ့မနစ်ဆန္ဒနဲ့ညှိနေကြပြန်ပြီ။ဟာဟုတ်ပါမလားငရဲမကိုင်းဟုတ်မှာတက်ဟုတ်တာပေါ့ဟုတ်ရမယ်လေသူတို့ကငဲချစ်တွေပဲဟာအနေနည်းတော့လည်းဖြစ်ရမှာပေါ့ဟဲဟဲဟဲထိုးတုံငရဲမကိုင်းကမကြာခဏခုံးထိုင်လျာစော်လုံးမင်းလဲကြက်စစ်သားပေါ်တန်တရားဝင်လာကပြင်းထန်စွာပြစ်ဒဏ်ချမှတ်တော့၏ ကြံစစ်သားကိုယာရုကချပြီးဒလအရက်စီပို့စီသူရဲကောင်းတို့ရဲ့အကြီးမှုကြံစစ်သားပကံနဲ့မရှိတော့ဘဲအဝေးသို့လွင့်သွားသည်နှင့်အရင်မကန်းသည်ဆော်လူမင်းကို ပုံကန့်ချားနာတော့၏ထိုအခါမှဆော်လူမင်းလည်းငရဲမကန်း၏တပုံတက်ကို ဖြိုခွင်းနိုင်ရန်ကြံစစ်သားပကံနေပြီးတော့သူပြန်ခေါ်ရာပြီးကြံစစ်သားအမြန်ဦးပြန်ခေါ်စီငရဲမကန်း၏ရန်ကို ဖြိုခွင်းတိုက်ခိုက်တော်လဲ ဆိုလိုမင်းသည်ကြံစစ်သား၏စကားကိုနားမထောင်ပဲငရံမကိုက်စစ်ပရိ၏ထောင်ချောက်သည်သို့အတွန်းတွန်းဝင်မိရာမှစစ်ရှုံးတက်ဖြစ်ကငရံမကိုက်၏ဖန်စီခြင်းခံရတော့၏ရန်သူလက်အတွင်းမှဆိုလိုမင်းကိုကြံစစ်သားကစွန့်စွန့်အဆာဆာဝင်ရောက်ကတင်းရန်ကြိုးစားတော်လဲဆိုလိုမင်းသည်ကင်စင်မှုကိုအထင်လွဲသဖြင့်ငါ့ကိုခေဖို့မလိုဘူးကြံစစ်သား၏ကတင်းမှုမှာအောင်မြင်မှုမရရှိပဲရန်သူစကမ်းမှာပင် ဆော်လူမင်းကိုထားရည်ခင်လေရာငရဲမကန်းတတ်သဖြင့်ဆော်လူမင်းတရလေဆော်လူမင်းမရှိမှဝန်းကြီးမက်ရာတို့ကပကံထင်းထန်းအချင်းကိုကြံစစ်သားကလက်ခံခဲ့ပြီးမိဖုရားအပေရနိုင်လက်ကိုဆွဲကနန်းသိမ့်ပွဲခံလေပြီးလျင်ငရဲမကန်းရန်ကို အပြေးတန်နေနေလိုက်တော့သည်ကြံစစ်သားမင်းသည်မိဖုရားကောင်ကြီးအပေရနော်မှဘင်းသမီးလေးရွှေအင်စီကိုဖွားမြင်လေသည် ရွှေအင်စီမင်းသမီးလေးအရွယ်လမ်းဒီတွင်ပကံတို့အလဲပတ်ရောက်လာသည့်နိုင်ငံခြားသားပရင်ကရာမင်းသားနှင့်ရည်ငန်လျာကျန်စစ်သားမင်းကလုံးဝသဘောမတူပဲသမီးရော်လေးရွှေအင်စီအားမုံမင်းသားအတော်တမိုင်းသားတော်မနူဟာမင်းကြီးမြစ်တော်နာဂတမန်နှင့် ထိမ်းမြားလက်ဆက်လေ မုံမင်းသားလေးနာဂတမန်နှင့်ရွှေအင်စီမင်းသမီးလေးတို့ပေါင်းဖက်ရာမှာသားတော်လေးတပါးဖွားမြင်လာရာ ရင်ကလေးသည် နော်အကောင်ပကံသမိုင်းတွင်ထင်ရှားလာသောအလောင်းစီသူမင်းကြီးအဖြစ်အလောင်းလျာကလေးပင်ဖြစ်ပါ၏။ကျန်စစ်သားမင်းကြီးသည် မုတ်ဆိုးမှနှစ်တော်ကွန်ဖြစ်ရရှာသည့်ခင်ဦးကမဏိဆန္ဒအားမိဖုရားအဖြစ်တင်မြောက်လေသည်။တပံသားလေးမွေးသည့်ဖြင့်ဆယ်နှစ်နှစ်အရွယ်သားကလေးကိုလှက်ဆွဲခေါ်လာသူတန်ဘူးလာအကျိုးဆိုးပြီးနမငယ်လှိမ့်လာတယ်နော်။မိဖုရားမြောက်လေ။ထိုနောက်မှမူ ကျန်စစ်သားမင်းကြီးတွေမွန်ပမာစီလုံးကြီးကိုချိုးပန်းခင်ပြီးတိုင်းသူပြည်သားတို့တာယာဟွာပြောစီရဲ့ကောက်ပဲသီးနှံမြတိုးတက်စိုက်ပျိုးနိုင်စီရဲ့ဆယ်မြောင်းကန်ချောင်းတို့ကိုတူးဖို့ပြုပြင်ပေးလေသည်။မာသည် တိုင်းသူပြည်သားတို့အားလက်ရလက်ဖြင့်ဆံရီစဘာတို့ကို ပေးပြီးလက်ဝဲလက်ဖြင့်အဝတ်အထည်နေအိမ်တိုက်တာတို့ကို ပေးပါအံ့။တိုင်းသူပြည်သားတို့ကိုချစ်သော တိုင်းသူပြည်သားတို့ကလည်းချစ်သော ကျန်စစ်သားမင်းကြီးသည်ဘာသာသာသနာရေးကိုလည်းအလေးနဲ့ထားသည်သာခမဲတော်အနွယ်ထားမင်းကြီးတည်ခဲ့သည့်ရွှေစည်းကုံစည်းဒီကိုပြုပြင်မိုးမှန်ခဲ့ပြီးအာနန္ဒာစည်းဒီကို တီထားကိုးကွယ်ခဲ့လေသည်အသက်ရွယ်ကြီးလျင်ရာချိန်မှာကျန်စစ်မင်းကြီးသည်တံပူလမှမွေးဖွားသည့်သားတော်ရာဇကူမှာထီးမွေနဲ့မွေမပင်ပဲမွန်ပမာစီလုံးရင်ညီတဲ့ခိုင်မြဲစီရဲ့ မွန်မင်းသားနာခတ်တမန်နဲ့ရှူအိမ်ဇီရိုးမှာယာသောမွန်သွေးတဝက်ပါသူအလောင်းစီသူမင်းသားလေးဟာထီးမွေနမ်းမွေစက်ခံစည်းရန်ယာထားလေးရဲ့အိမ်ရှိစံအရာပေးလေသည်ရင်းတို့လင်းကျန်စစ်သားမင်းကြီးသည်တိုင်းပြည်အကျိုးဘာသာသာသနာအကျိုးကို အမြဲရှိရှုဆောင်ရွက်ခဲ့သည့်မင်းကောင်းမင်းမြတ်တပါးဖြင့်ဖြစ်ပါတော်သည်နားဆင်ပေးသူတယောက်ချင်းကို အထူးပင် ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကနေယခုလို့ ဘူဒနာရစရာစာရူစောင်းမများကိုအမြင့်မပြတ်တင်ဆက်ပေးပါမို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာ